ဝယ်ပြလာပါဒီနေ့ကတော့ဆရာကြီးညူမြရဲ့ကုန်းမရှာပုံတော် recipe ဖတ်ပြချင်ပါတယ်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးတသက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်မနေ့တော့ကတော့အအကုန်လုံးအထင်းနဲ့လိုချင်တယ်ဒါမဲ့အထင်းနဲ့မလိုချင်တဲ့သူတွေလည်းရှိသေးတယ်ဆိုပြီးတော့မအထင်းနဲ့မလိုချင်တဲ့သူတွေ အကြောင်းပြောခဲ့ရပါတော့။ပရမတယောက်ကတော့ရင်မဲတင်စားတီလဝါကိုနမ်းအပ်တဲ့ကမှရင်မဲတင်စားတီလဝါကသူနမ်းမယူဘူးဆိုတဲ့အကြောင်းပြောခဲ့တယ်။ဟုတ်။တပတ်တော်တရားပတိနဲ့ဒါတော့တရားသူနဲ့ကြတော့တရားပတိကိုနမ်းအပ်ပေမဲ့ဒါတော်ကိုပဲဟို သားတော်ပဲသွားပြီးတော့မှနတ်အပ်တင်နေပေါ့နော်နောက်တစ်ယောက်ကတော့ဒီမင်းကြီးရဲ့နောင်ကရှမ်းမင်းတူဟန်ဘွားကိုဆုံးမပြီးရဲ့နောင်မှာဒီမင်းကြီးရဲ့နောင်ကိုပါလဲမင်းအပ်တာရမယ်တဲ့သူကမဲပေါက်လို့တုံးလပမဲပေါက်လို့ရမ်းဝဲသွားတယ်ပေါ့နော်နောက်တစ်ယောက်ကတော့ဒီ မြန်မာအမတ်လက်ရာဘူးပေါ့နော်ရှင်မင်းလောက်ပါဆိုတော့ဗညာတလောက်ပဲညွန်ပြပြီးတော့အာဗညာတလောက်နဲ့အပ်ခဲ့ဆိုတော့ဒီထိနှံ့လို့မရှိရသူလေးရပေါ့နော်အဲ့တော့မြန်မာရာဇဝင်ရေးစီးချောင်းကငြိမ်သက်သာရခဲ့တာကြီးလည်းရှိပါတယ်ပေါ့ဒီနေ့ကတော့ဘိုးတော်ဘုရားရမှတော်ပုံမှာဗရုံမင်းကဘိုးတော်ဘုရားကတိုင်းပြည်ကိုတိုင်းနှင်းစွာနှစ်ပေါင်း40နီးပါး စူဇန်ခဲ့တဲ့သူ့လက်ထက်မှာတားတော်အင်ရှင်မင်းကတညဝရီကိုတိမ့်ပိုက်ပြီးတော့မြမနဲ့နမိတ်ကမြမပြည်ရဲ့နဲ့နမိတ်ကအနှောယထာခင့်နဲ့မျက်နှာခင့်များလို့ပဲအကျယ်ဆုံးအကျယ်ပြန့်ဆုံးဖြစ်လာတယ်။ဘိုးတော်ဘုရားစူဇန်ဒီသမ ्या ကာလပတ်လုံးဘသူမှသမားပြီကိုမြန်မာပြည်ကိုပေါ့နော်ထိပါခြင်းမရှိခဲ့ဘူးတိုင်းပြည်နဲ့နမိတ်အတွင်းမှာလည်းမြန်မာပြည်ရဲ့ဩဇာအာဏာကိုကာဝန်စွာထိန်းသိမ်းနိုင်ခဲ့တယ် အဲ့တော့အလားမီဒီယာနန်တက်တာကနေစလို့ဘိုးတော်မင်းနိုင်ရွာဆန်နဲ့ဒီကုန်းမောင်ခေက66နှစ်မြာကြာမြင့်ခဲ့တယ်။အဲ့ဒီချိန်ကိုကုန်းမောင်မွန်းတယ်လို့ခေါ်ဆိုလိုက်တယ်လို့ဖော်ပြခဲ့ပြီးဖြစ်တယ်။ဗာကြီးတော်စကိုင်းမင်းနန်တက်တာကနေဒီဘောမင်းပါတော်မူတဲ့ကုန်းမောင်နေဝင်ချိန်ကလည်း66နှစ်ပဲကြာခဲ့တယ်။ဒီကာလကိုတော့ကုန်းမောင်မွန်းတိန်လို့ခေါ်တဲ့နဲ့အဲ့ဒီချိန်ကစလို့အင်္ဂလိပ်နယ်ချယ်ရိုနယ်ဂျုံချိုက်ခဲ့လို့မွန်းတိန်66နှစ်အတွင်းမှာ လေးချိန်ဆင်းမဲ့ဖြစ်ပွားပြီးရန်နောက်မှာမြန်မာနိုင်ငံဟာအနေချက်လက်အောက်ကိုကြာရောက်ခဲ့တယ်။အလားမင်းတရားရဲ့မာတော်ဘုံရှိခဲ့တယ်လို့ဘိုးတော်မင်းတရားရဲ့မာတော်ဘုံလည်းရှိခဲ့တယ်။ငါးဤသားတော်များသည်အစဉ်လိုက်ထိနှံစိုးစားရမယ်လို့အလားမင်းတရားကမှာကြားခဲ့တဲ့အခါမှာဘိုးတော်မင်းလက်ချက်မှာတော့ပင်တလဲမင်းနဲ့စီတာမင်းစတဲ့ညီတော်တွေကိုကတ်မြက်ပြီးတော့အလောင်းကွက်မြက်လိုက်တာဆိုတော့အလောင်းဖရရဲ့တားတော်တွေကတရားမှမကြံတော့ဘူး 1990ပြည်နှစ်မှာတော့အင်းရှိဇန်တော်ကြီးရွှေတောင်မင်းကွယ်လွန်ချိန်မှာဘိုးတော်မင်းတရားကထီနန်းဆက်ကံရင်နဲ့ပတ်သက်လို့မူမတ်တီနဲ့တိုင်ပင်ခဲ့တယ်။မိတော်ကနှစ်ဦးရှိတယ်။တဦးကစကိုင်းမင်းဖြစ်တယ်။အငယ်ကတရက်အဲတာယာဝတီမင်းဖြစ်တယ်ပေါ့။အဲတော့မောင်မင်းများပေါ့။ငါရဲ့မိတော်နှစ်ဦးအနက်အဲဘယ်သူဒီငါ့ရဲ့ရာကို တို့ရှည်စွာဆက်ခံတော်မူနိုင်မီထင်ကြသည်နီလို့မိတဲ့အခါကျတော့အဲတို့ရှည်စွာ ဆက်ခံနိုင်မဲ့မြည်ကိုပဲဥပရာစာဗိသိက်သုံးမယ်ပေါ့လေဆိုတဲ့အခါကျတော့မြည်တော်ကြီးရဲ့အလားအလာကိုကျေနပ်ရင်အဲ့ဒီမိကွန်းကိုထုတ်ဖွဲ့မရှိလို့ယူဆရပါပဲမြည်တော်ကြီးကစကားမင်းနော်အဲ့တော့မူးတော်နဲ့တကွဒီမူးတော်တွေနဲ့တကွပြည်သူပေါင်းတွေကမြည်တော်ငယ်ဖြစ်တဲ့တည့်ရမျိုးစားကိုချစ်ကြည်လိုလားနှစ်သက်ကြတော့မြည်တော်ငယ်တည့်ရမင်းသားကိုသာလင်းပြည်ကျွန်းကိုတည်ဖို့ရွက်ဆောင်နိုင်မယ်လို့ယူဆပါကအငယ်မင်းသားကိုပင်သဘောမျှကြပါတယ်ဘုရားလို့တတော်ဥတင်ကြတယ် ဒီလိုလျှောက်ထားကြပုံကိုစကားမြင်သာကြတော့အဲ့ဒီတတော်ဥတင်တဲ့ movement တွေကိုများစွာနှိမ့်ဆက်ညှဉ်းပန်းပြုတယ်။နောက်တစ်ခါမင်းတရားကြီးကအဲ့ဒီမေကွန်ကိုပဲထပ်မေးတော့ဓာတ်ထက်တဲ့စကိုင်းမင်းသားကြီးကိုကြောက်ရွံ့တဲ့ movement တွေကမြေတော်ကြီးစကိုင်းမင်းသားကတိုင်းပြည်သူတဲပူရွံ့နိုင်မှာကြောင့်လို့တင်လျှောက်တယ်။ဒီလိုတင်လျှောက်တာကိုမြေတော်ငယ်တရားမင်းသားကြားတော်မူပြန်တော့ ဤသည့်မူမတ်တို့ဒီကငါဤကျိုးကိုမလိုသူတို့ပင်ဒီဆိုပြီးတော့စိတ်တော်မြတ်လို့အဲ့ဒီမူဖတ်တွေကိုပဲနှိမ့်ဆက်ကလူပြုတ်ပြန်တယ်။ဘုရားမင်းကြီးဟာမြေတော်နှုတ်ရဲ့အဲ့ဒီကိစ္စမှာပြည်သူတွေမူဖတ်တွေကိုအဲပရိသတ်တွေကိုညှဉ်းပန်းတယ်လို့ဒီသူသားမြေတော်နှုတ်ကနှိမ့်နှိမ့်ဆက်တယ်လို့ကြားတဲ့အခါကျတော့ငါရဲ့မြေတော်နှစ်ပါးတို့ဒီဘုထုအင်အားနဲ့ပြည့်စုံသောမြေတော်တို့ပင်ဒီလို့သိတော်မူလို့တိုင်းပြည်လှူရှားထကြွမရလေအောင်ငဲ့ညာတော်မူပြီး ဘယ်မြေတော်ဘုမနှိတ်တော်မှမူအေးပြေတော်မူပြီးကြည်ပြူစွာအလိုတလိုက်ဆန့်တော်မူကြစေတဲ့တဲ့ဒီကိစ္စမှာလည်းအမကြီးဥပုံရဲ့အကြံဉာဏ်ကိုမရရှိသေးတော့ဘူးမဆောင်ကြီးတက်ရောက်လာတဲ့ညီလာခံမှာတော့ပေါ့ဦးငါလည်းအတက်ရွယ်ကြည့်ပြီးညရဲ့ကံမစားရုပ်ချုပ်괴ခဲ့တော့ရဟန်းရှင်လူတို့ဝါအစီပြေတဲ့ကဲ့သို့မဖြစ်စေလို့ငါကိုယ်တော်မြတ်ရှိတော်မူစဉ်ကပင်ထိမွေနှမ်းရန်အနန္တတော်မူလို့ထားခဲ့ခြင်းနဲ့မြေတော်နှစ်ပါးမှာ ီးသူကအိမ်ရှိထားတဲ့တနီးလို့အမိန်တော်ရှိတယ်။အဲ့ဒီအခါကျတော့ဥပဝုကရခင်ဖြေဆိုခဲ့တဲ့မူပတ်တို့ကတစ်တပင်းချာမှာညှက်ပေါက်တဲ့ဝါလိုပဲရှောင်ရှားမရဒုက္ခတင်နေကြွေကြအင်ကုန်ငါပင် ကိုရွေဖြစ်တော်တယ်လို့တိလျက်နဲ့မစင်ချင်ရင်ငါပဲမဟုတ်ချာဒုက္ခတွေ့ရအောင်မယ်လို့ကြံစီပြီးတော့ယုံမင်းနှာစည်းပုံမြင်ကိုတော်ဥတည်နေတရံယောဂါကချင်းတယ်မင်းအစာဝါလို့အလုံးအိတ်ချီရကား တက်တော်ဆောင်သုံးဖြစ်တဲ့ဝက်သမင်းနဲ့ယုံလို့စောင့်ကြလို့ကြောက်ဖြာမှအိတ်တယ်တဲ့နိုးလက်တဲ့ကောင်မှတန်းဝေပြီးလက်ရဘက်မှာရှိတဲ့သမင်းကိုဟဲ့သမင်ငယ်ငါကရင်ရန်နံကမှွေးတယ်လို့နန်းတယ်လို့လို့မိတဲ့ကောင်မှသမင်ကလည်းအလွန်ကိုကြောက်ရုံလို့ကရင်တော်ကအင်တာမွေးချိန်မှာတယ်ပေါ့လေဆိုတဲ့ကောင်ချင်းသေးကသူကအညီဟောက်တွေကိုစားကျင်နိုင်စားအပေါက်နဲ့လိုင်းနေတာကိုတီးတော့သမင်ကမူသားဆိုရမလားဆိုမြတ်ပြီးတော့သမင်ကိုယုတ်ချိကိုက်တတ်တယ်တဲ့ ပြီးတော့လက်ဝဲဖံမှာရှိတဲ့တက်ထော်ဆောင်လည်းအဲ့ဒီတိုင်းပြီးတော့ဝိုက်ကလည်းအမှန်တိုင်းပြောရင်လွတ်မယ်ထင်တယ်အလွန်ကိုပုတ်စော်နားပါတယ်ဖြီးတော့သူ့ကိုပုတ်တယ်နဲ့နဲ့လို့ဆိုဆွဆဲရမလားဆိုဝိုက်ကလည်းတတ်တယ်တဲ့အမှန်အကျဉ်းစီနဲ့ရှိမှတော့ကလောက်စားခြင်းစားခြင်းတယ်လို့အကြီးဆိုတော့ပေါ်တင်မပြောဘဲနဲ့ကြမ်းဖန်ပြီးလှုပ်တာတီးခြင်းတွေကထို့နောက်ရုံကိုပဲချမ်းရှိတဲ့မိကုံကိုပြီးတော့ရွှေကူစံဘရင်တနင်းချေတဲ့မိက ကရင်တော်ရင်မေးတော်မူလင်တမဟုတ်ချင်းလျှောက်ပြန်ရင်အင်တန်အားထုတ်ရင်နန်းရှုပ်ရှာရှုပါတော့လေမြူခတ်မှာအနံ့မရဂေးလေးညယောဂဝိညာဖြစ်စည်းလို့တရားကြောင့်ငှက်ရွှေယောဂနာစီကောင်းကဖြစ်နေပါတော့တော်ဦးတယ်မှာလည်းလို့ဖြေတော့တကူကြီးစာကေးတရာကချက်မှာတွင်ပေးလို့တိဘေးကလောက်ခရာချမ်းကိုကုကပြီးရှောက်တင်နေတဲ့အလားတူမြေတော်များရေးရမှာလဲကျွန်တော်မျိုးကြီးဥပဥကလည်းထွေထူးယောဂါကြောင့်နာစေနေပါလို့မလျှောက်တင်တဲ့အောင်ရှိနေပါကြောင်းလို့ ရှိခိုးတော်ဥတည်နေတဲ့အဲ့ဒီခါမှာညီလာကမှဘီရင်နဲ့တကောင်မူကြီးမန့်ငယ်တွေကများစွာရီမောတယ်ဘီရင်ကလည်းပြုံးလို့နှံ့နှန်းဆောင်ကိုဝင့်နေတဲ့ဒီနေရာမှာလေဘီရင်ကြီးကိုယ်တန်းအတော့မကြလို့မူဖက်တရားနဲ့နှိမ့်ဆက်ခံရဘူးပြီးတော့ခါကျတော့သူဒီလိုလှုပ်လိုက်တဲ့အတွက်တခါလေးနဲ့ဘက်စုပြီးသားလှုပ်ပေးလိုက်တာပေါ့နော်မိတော်ကြီးဘက်ပြီးတော့ငယ်ဘက်ဆိုတော့မျိုးသူကကိုပြန်ခန်းလိုက်တဲ့သဘောဖြစ်နေတာပဲလीနော်အဲ့တော့ဘီရင်ကြီးကအောက်နာမရှိဘူးဆိုတော့လဲ ခုန်နေတာလူလူဒါမှမဟုတ်လို့ရှိရင်လည်းအောင်းနာမရှိတွန်းပြီးတော့သူမတည်မချင်းသူ့ရဲ့အင်အားဝယ်ပြချင်တာလူလူပဲပေါ့နော်။အဲကြောင့်လည်းနိုင်ငံရေးဆိုလူတွေကယွန်စရာကြီးဒီလိုထင်ကြတာ우။ဤကစကားချက်တွေပါနော်။အထက်ပါအကြောင်းအရာတွေပါရှိရဲကဝိတ္တုမင့်စုတာချမ်းပါပဲ။မိတော်တွေနဲ့ပတ်သက်ပြီးဘုရမင်းမြာကပြတ်သားစွာစုံပြမှာကြတော့မူခဲ့ပုံကအောက်ပါအတိုင်းရှိတယ်။တရားယောဂမှာဘုရမင်းမြာကအညာတိဟာတော်ပြားကပြန်လာလို့ ကျမ်းမာတော့မမူတာနဲ့မြေတော်ကြီးအိမ်ရှိစကိုင်းမင်းနဲ့တာယာရီမင်းတို့ကိုခေါ်ပြီးတော့ဘိုးတော်မှဇေယျယောဂါကြောင့်ပြောင်းကြွနန်းနန်းဆံမြက်တော်မူလို့ပြီးအဲ့တော့ဒီယာမှာလဲဆောက်ရုပ်လာတယ်တဆုပ်ခန့်များသာဝင်းတော်တယ်မောင်းတို့ညီနောင်တို့ကအသက်အရှိသဖြင့်ချစ်ခင်မြဲမြံယုံကြည်ကြစီသို့မှသာအရှိကောင်းရင်မီမောင်းအိမ်ရှိမင်းကထိနှံ့ကိုကြောင်းကြောင်းကြောင်းစွန့်ခွာလင်းမြေတော်တာယာရီမင်းကဆက်ကန်စိုးစံရစ်စီနိုင်ရရာကိုလည်းမောင်းအိမ်ရှိမင်းခံယူတော်မူ၍ မိတော်သားရရင်မင်းကိုဥပရာဇာဖြစ်နေကန်နေရမည် အထုမာယံကအင်းရှင်မင်းသည်ပေါဥကိုရာထူးကြီးကြီးခန့်အပ်ချင်းမြာမိငါလက်ထက်၌ပေါဥစိတ်နေမြင့်မည်ဆိုသောကြောင့်ခန့်အပ်တော်မူမူခဲ့အရေးကိစ္စဟူသည်မြတ်ကိုပေါဥကိုတိုင်းမင်းနိုင်ယူရမယ်လို့မိန့်တော်မူတယ်1185စကိုင်းမင်းနန်းတက်တဲ့အခါမှာတော့ဥပ္ပဝရရှိတဲ့ဘွဲကသရိုးမင်းကြီးမှာမင်းလာတော့ရထားလို့ခေါ်တယ်တဲ့မင်းနဲ့မိပြားတွေကသူ့ကိုမင်းကြီးလို့ လေးစားစွာခေါ်ဆူဆက်ဆံကြတယ်။မော်ဘီဆရာသိန်းကြီးရဲ့ပါဇက်ရာဆိုရင်ဒုတိယရဲမှာတော့ဘိုးတော်မင်းတရားရဲ့မာရန်နဲ့ပတ်သက်လို့မူခွဲတစ်မျိုးပါရှိပုံကတော့ဘိုးတော်မင်းတရားကြီးနဲ့ရွာမဆန်မီကအမတ်ကြီးဥပ္ပဝကိုမှားထားခဲ့သည်ကငါမရှိသည့်နောက်ငါမြေတော်အင်ရှင်မင်းကိုထိနှံစည်းစိမ်သို့တင်မြောက်လိုက်ပါရန်ကိုတောင်းကြတင်ပါစေဆက်ကြကိုရင်ဝင်ပိုက်ပါစေတရက်ကို အစီမရှက်ပါစေနဲ့ဤအမိန်တိုင်းနာခံဆောင်ရွက်ရမည်ကိုလည်းပြောပြပါအမတ်ကြီးလို့မိန့်တော်မူခဲ့တယ်လို့ဆိုတယ်။ အထက်ပါမော်ဗီဇာသိန်းကြီးရဲ့မှတ်တမ်းကိုဦးထွန်းရေးကရေးသားပြီးနမ်ရော်မန်နူရဲ့ရာဇဝင်မှုမန်ကောစာအုပ်မှာညင်းဆိုထားတာကိုတော့အောက်ပါတာရှင်တွဲဖော်ပြလိုပါတယ်တဲ့ပြည့်ရှင်မင်းကောင်တစ်ပါးဖြစ်တဲ့အိမ်ရှင်မင်းသားကိုအမတ်ကြီးဥပုံထိနေတယ်မှာသာရှင်မြင်ဖြစ်နိုင်မှာသလားဒါကြောင့်ဒီစကားကပြတ်တယ်တဲ့နောက်တစ်ချက်ကတော့ဤကနေကျွေးတဲ့စကားသုံးရက်တို့က မြေတော်ဖန်တန်းရှင်ကိုတိုက်ရိုက်မှကြားခဲ့တဲ့ဇာတ်မှောက်တဲ့အတွက်ကြောင့်၎င်းမြေတော်ဖန်တန်းရှင်ကလည်းတခုမှလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့်၎င်းဥပဝူရှောက်ထုံးမှမြေတော်နှစ်ပါးတင့်မြတ်စွာနေရကြရန်ဘိုးတော်မှကြားခဲ့ပုံနဲ့မညီညွတ်လို့အဟောအမလုံးစကားအိယစကားခစ်စကားများလို့ပဲထင်မြင်မိပါတယ်တဲ့ဗရောင်းကိုတောင်းညာတင်ပါစေလို့ဆိုတဲ့အခါမှာလည်းဘိုးတော်ကဗရောင်းမင်းသမီးကိုတောင်းညာစံဖြစ်စေလို့ဆန္ဒအားကြီးခဲ့ပါမူဒါပေမဲ့မင်းသမီးအဖြစ်နဲ့တင်းမြောက်ထားခဲ့ရတယ်တဲ့ ဒီလိုတင်းမြောက်မှသာပဲနဲ့ဥပ္ပဝကိုဒီလိုမိတာကလည်းခိုင်မာတဲ့စကားမဖြစ်နိုင်ပါဘူးစင်ញင်ကြပါလို့ပါတယ်တဲ့ဆက်ကြကိုရင်ငွေပိုက်ပါစီလို့ဆိုတဲ့အခါမှာဖန်နှန်းရှင်ရဲ့ဒါတော့ဆက်ကြမင်းကလေးကိုအိမ်ရှင်မင်းဖြစ်အနေချိမြောက်ရမယ်လို့ထိပ်ပဲရတယ်ဘိုးတော်ကမြေတော်နှစ်ပါးကိုရန်တိုက်ပေးထားခဲ့တာနဲ့အလားတူတဲ့စကားပဲဖြစ်တယ်ဒါကြောင့်ဒီစကားကိုလည်းဘိုးတော်ရဲ့မှားကြချက်လို့မမှတ်ယူသင့်ပါဘူးတရက်ကိုအဆက်အစိမဆက်ပါစေနဲ့လို့ဆိုတဲ့အခါမှာလည်း ။တင်းရဲ့မျိုးသားကြီးတော့ဖန်တန်းရှင် မင်းဖြစ်တဲ့အခါမှာမချိမြောက်နဲ့သူကောင်းမပြုတ်နဲ့အကြီးဝါးစင်နဲ့အင်အားမရှိစင်နဲ့နှိမ်ထားရမယ်လို့ဆိုလိုတယ်အဓိချက်ပုံလုံးလို့အကွက်မြတ်တောက်တင်ပြလာရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုတောင်းယူနိုင်သေးတယ်ဒီစကားကလည်းဘိုးတော်ရံမာကြကြမဖြစ်နိုင်ဘူးဘိုးတော်ကဒီများလောက်မကောင်းတဲ့စကားကိုမာထားခဲ့မှာမဟုတ်ဘူးမိတော်နှစ်ပါးတို့ကိုအငြင်းညွတ်နေထိုင်ကြရံမာကြခဲ့တဲ့စကားမှန်တို့ကိုဥပဝူရှောက်ထုတ်မှယူကြပါကုန်တဲ့နမ်တော်မင်းတို့ကိုအပြစ်ရှာလို့လို့ အပြစ်တော်ဆေးပေါ်ရမှာဗရဟံတောင်းညာတင်ပါစေဆိုတဲ့ဆေးတမဲတဲ့နဲ့ကျုပ်စီကောင်းလာပါတယ်လို့ပြောတော့သူတော်ကယုံကြည်နေမဟုတ်လို့တိကရုံတောင်းပါစေဖို့ဆက်ကြကိုရင်ဝင်ပိုက်ပါစေတရက်ကိုအစ်စ်မရှက်ပါစေနဲ့ဆိုရင်ဆေးနမဲပါထဲသွင်းကြိတ်ထောင်းပြီးဘိုးတော်ရဲ့ဆေးဒီလောက်ထားကြတယ်လို့ဟုလို့တဲ့အဲ့တော့ဘုရောမင်းတရားရဲ့မာရဘုံနဲ့ပတ်သက်လို့အထက်ပါတိုင်းမူက၃မျိုးရှိနေတယ်ဥပ္ပဝရမူမောဘိဆရာသိန်းကြီးရဲ့မူဥထုံးအေးတို့ရဲ့မူဖြစ်ပါတယ်တဲ့ အဲ့တော့ယခုခေတ်လေးလာသူများကရှုမြင်မိတလောက်ကတော့ဥပ္ပဦးကဘိုးတော်မင်းတရားရှေ့တော်မှာပဲဒီကိစ္စကိုဖက်လိုက်ပဲနှာစေခဲ့ဘူးတယ်ဘိုးတော်ကနောက်ဆုံးကြားနာချိန်မှာသူနဲ့သူမြေတော်နှစ်ပါးကလည်းရှိနေတယ်စကားမင်းကနတ်တက်ပြီးကြီးတော်ကိုအိမ်ရှိနှင်းရန်မှာခဲ့တယ်ဥပ္ပဦးကစကားမင်းလက်ထက်မှာလည်းအမြင့်ဆုံးယာတုနဲ့ချိန်မြင့်ချင်းခံရတယ်ကြီးတော်နောက်တော့နှစ်ပါးနဲ့ပတ်သက်လို့ ဘိုးတော်စန္ဒာတိုင်းသွေးခွဲရေးကိစ္စတွေကိုအပပေးပဲနဲ့နာယကကုံမပြတ်ဖန်နေခဲ့တယ်။နောက်ဆုံးမှာညီတော်ကနောင်တော်ကိုမလွဲမကင်းတာတော်လန်တဲ့အခါမှာဥပဝဦးကဗက်မလိုက်နေခဲ့ပုံရတယ်။ဒါကြောင့်တာယာဝရီမင်းအနေနဲ့ဗက်လိုက်သူမှုန်များစီရင်ထုတ်ပြန်ရမှာမြရီဥစာသားလည်းထိတ်ဆုံးကပါရှိပြီးဥပဝဦးရဲ့နာမည်မပါဘူးတဲ့။ဒါယာရီမင်းလက်ထက်မှာလည်းဥပဝူကထိတ်တန့်ရလူမှာပဲတတ်တော်ရှင်အမှတ်ကြီးကဲသူရှိနေတယ်ဒါကပက်လိုက်ချင်းချောင်းမဟုတ်ဘဲနဲ့အနေမှန်သူဖြစ်နေတယ် ပုံမှန်နေရာမှာတည်မြဲစေခြင်းပဲဖြစ်တယ်။음ဒါလည်းစဉ်းစားကြပါမယ်နော်။ဘုရားမင်းတရားကမြည်တော်ပြလက်ထက်မှာမဖြစ်တဲ့ကိစ္စတွေပေါ်ပေါလာမှာကိုကြိုတင်တားဆီးမှုအစီအစဉ်တချို့ကိုချမှတ်တော်မူခဲ့တယ်။အင်းရှိသားတော်ကြီးကမွေးတဲ့စကိုင်းမင်းသားကိုဒီအင်းရှိမင်းရဲ့ညီတော်ရင်ပြည်မင်းကနေမွေးတဲ့တမိတော်ရှင်ပြူမင်းနဲ့ဘုရားမင်းတရားကိုယ်တိုင်ထိမ့်ညပေးခဲ့တယ်။သို့မှသာနောက်ခါစကိုင်းမင်းသားထိနေဆက်ကန်တဲ့အခါမှာမိဖုရဲ့ကောင်ရေးဖို့ပြဿနာမပေါ်တော့ဘဲနဲ့ စီတော်မျိုးတော်တို့နဲ့တကွအများပြည်သူတို့ကြည်ပြူရေးကိုရှေ့ရှုတော်မူခြင်းဖြစ်တယ်။မိတော်ချင်းစင်ပြူမဲကတာဝန်ကလေးဆက်ကြမင်းသားကိုမွေးဖွားပြီးမိရဲမှာပဲကွယ်လွန်သွားတယ်။ဒီမိတော်ကလေးကိုအလွန်ကိုမြတ်နိုးလို့ဆဲကလေးတန်နဲ့မြပခက်ကိုဝယ်ယူဖို့ဥပ္ပဥကိုရိုးရရကိုလွှတ်လိုက်တယ်။သို့တော်ဒီငွေကိုသူ့ရမသူ့မရ အခွန်ငွေဌာနကနေထုတ်ယူစီလို့ဥပဘူကဒီရှင်မင်းကရှင်မင်းဝမဝသေးပါဘူး။ဒါမျိုးကိုတခြားအကောင့်တော်အခွန်တော်တို့ကနေထုတ်လို့ရတဲ့ထုံးစံနားမလည်ဘူးလားလို့ဆိုလို့အမျက်တော်ရှာလို့ဒိန်းနီကိုနန်းနေနေပို့တယ်ဥပဘူမရှိတော့ဘရင်ကပြင်းတော့မကြခင်မှာပဲဖြန်းခေါ်တယ်ဒီကိစ္စနဲ့ပတ်သက်လို့ဆက်ကြမင်းကလေးမဖွားခင်ကဘိုးတော်အိမ်မက်ရရှိတာကိုနီလာကံမှာထုတ်ပေါ်မိကြခဲ့တာတွေထောက်ရင်ဆက်ကြမင်းကလေးကောင်းစားရေးကိုအဖဲမြမြောက်ဖို့တော်မူဒီကိုလည်းထင်ရှားစေတယ်ဒါကြောင့် စက်ကြာကိုရင်ခွင်ပိုက်ကြပါလို့အတီးလင်းဘယ်သူ့ကိုမှမှားကြခြင်းမရှိစေကောင်းဘူးဘိုးတော်ရဲ့လောက်ရတဲ့စေနာတို့ကထုတ်ပေါ်ပြောစရာမလိုအောင်ထင်ရှားနေကြတယ်။သူမရှိတဲ့တောင်မှာစကိုင်းမင်းသားနန်းတက်ပါစေ။ညီတော်တာယောင်ရီမင်းကနောင်တော့ကိုဆက်ခံပါစေ။ဒီညီနောင်နှုတ်လက်ထက်မှာပဲစက်ကြာမင်းကလေးကိုအထူးယူရရင်ခွင်ပိုက်ပြုစုချပြီးတော့သူလက်ထိနဲ့ဆက်ခံခွင့်ရှိပါစေလို့ဆိုလိုတော့မူခြင်းဖြစ်ပါတယ်။စင်မြူမဲကွယ်လွန်ပြီးရင်နောက်မှာသူ့ရဲ့လမ်းစဉ်မပြတ်ပြဲစေဖို့မက်ကီယာမင်းရဲ့တမိပရောင်းမင်းသမီးလေးနဲ့ ဘုရားမင်းတရားကိုယ်တိုင်လည်းလက်ထပ်ပေးတယ်။ဤဒီကလည်းနန္ဒလီထုံးစံတာမိဘရဲ့ကောင်းနေရာကိုထိတ်တန့်ဆွေတော်မျိုးတော်တို့ကနေရွေးချယ်ခြင်းဖြစ်တဲ့သို့မှသာစက်ကြမင်းကလေးတို့အတူအစီအစဉ်ကပြင်ပပြောကားတို့ကနေလွတ်ကင်းလို့အောင်မြင်ပွဲရရှိတယ်။ဘုရားမင်းသမီးကလေးကထိုချိန်တုန်းကအသက်၈နှစ်ပဲရှိသေးတော့လက်ထပ်ပွဲကရည်ပွဲလိုဖြစ်ခဲ့တယ်။သို့တော်လည်းရှင်ဖို့မယ်က၈နှစ်ရွယ်မှာပဲဗြဟ္မအိမ်တော်ပြုခဲ့တာကိုမမေ့သင့်ဘူးဘိုးတော်ရဲ့လက်ထက်မှာမင်းတို့က၁၂နှစ်ရွယ်မှာတောင်နှံ့ရဲ့ပြုတော်ဖြစ်လာတယ် ဒီမဲမဲမျိုးနဲ့စကားမြင့်ကြီးစုမုံကိုလည်းဘေးရင်နေနဲ့ရိတ်စားမိတဲ့အတွက်ကြောင့်ဗရောင်းမင်းသမီးနဲ့ပေးစားရခြင်းရဲ့အကြောင်းရင်းတစ်ရက်လည်းဖြစ်တယ်။တချို့ကစင်ပြူမဲဒီပဲမန်နုနဲ့ညီစုမှုတို့ကြောင့်သူမရမောင်းတို့အတွက်စိတ်မချမ်းမသာဖြစ်ရလို့မရနာလန့်ကိုစောစောမြဲရခြင်းဖြစ်တယ်လို့ဆိုကြတယ်။စကားမင်းသားဖို့မန်နုကိုချစ်မြတ်နိုးနိုင်ပါလိမ့်မယ်။နေရာပေးနိုင်ပါတယ်။သို့တော့နန်းတလီစည်းကမ်းတွေကိုထောက်လို့မိမိရဲ့ကောင်းနေရာကိုတော့ဆွေတော်မျိုးတော်များမှသာလျှင်ရွေးချယ်စေလိုတယ်။ ။ဒါငုံမင်းကြီးညိုကလည်းမင်းတရားရွှေဒီရဲ့မေတော်ကိုချစ်မြန်လို့တော့လည်းပဲငံရွယ်ကုန်းရာတကြီးရဲ့တမိတာဖြစ်လို့မိဖုရားကြီးနေရာကိုတော့မပေးနိုင်ခဲ့ပါဘူးတဲ့။မြောင်နဲ့အလင်းနဲ့အနောက်နဲ့တောင်ဆောင်တော်နဲ့ရွှေရီဆောင်တော်စသဖြင့်နေရာမျိုးမျိုးရှိတယ်။ကြိုက်ရာရွေးပါသူ့မှာသာရိုးရာဆွဲရှိတဲ့ပြည်သူနဲ့တကွာမဟာရွယ်တို့ကစိတ်အေးကြပါလိမ့်မယ်။မိမိရဲ့အချိတ်ကိုလည်းစွန့်ပြစ်စီရမလို့ဤကားဘိုးတော်ရဲ့ပုံမှန်ညှော်လင့်ချက်ဖြစ်ပါလေတဲ့။ သို့သောသခိုင်းကဗြဟ္မင်းသမီးကိုလုံးဝလင့်လူရှုပြီးမင်းတို့ကိုပဲတောင်ညာဇန်ဒေဝီတင်လိုက်တယ်။အဲ့ဒီနောက်မှာတော့သူ့လက်မှာသူ့လက်ထက်မှာထိနှံလိုလာတဲ့သူ၄ဦးပေါ့ပောက်ခဲ့တယ်။ညီတော်တရားရီမင်းကိုဘိုးတော်ဘုရားကပဲအင်းရှိတတ်မှတ်ဖို့မှာခဲ့တယ်။ဒါတော့ဆက်ကြမင်းသားကရှင်ပြင်းရဲ့ရင်သွေးဖြစ်လို့အင်းရှိဖြစ်တဲ့နဲ့မင်းတို့ရဲ့ဒါတော့ပလိုင်းမင်းသားဖွားမြင်ခဲ့ပြီး၆နှစ်ကြာမှကြောက်ရောကနဲ့ क्वे လွန်သွားလို့ပြဿနာတစ်ခုကရှင်းသွားတယ်တို့တော့ဒီမိဘရဲ့ကောင်ရဲ့တားတော်ရှိစဉ်ကာလအတွင်းမှာ ဒါရရမင်းကို၎င်းဆက်ကြမင်းကို၎င်းနိုင်ရန်ဖြစ်နေအတိမှန်ပြုတ်ရင်မဖြစ်နိုင်အောင်ရှိစေခဲ့တယ်။မင်းတို့ရဲ့မောင်တော်ဥဥကိုထိတ်တန်းမင်းသားကြီးဖြစ်နေမြောက်တင်ပေးလိုက်တဲ့အခါမှာသူကလည်းထိနှံ့ကိုချိန်ရွယ်တော့တယ်။မင်းတို့ကသူ့ရဲ့သမီးတော်ကလေးမဲတဲကိုစင်မြူမရှင်ကို ဖက်ကြမင်းသားလေးနဲ့ထင်းများလို့နန်းရထားဖို့စီစဉ်ခဲ့တယ်။တာယောင်ရင်မင်းကဒီစီမံကိန်းကိုမကန့်ကွက်ပေမဲ့မင်းသားကြီးဦးအိုကကြန့်ကြာစေခဲ့တယ်။ဆက်ကြမင်းသားကိုအရွယ်ရင့်တီတိုင်အောင်မင်းအောက်ဆောင်မင်္ဂလာပြုဝေမပေးခဲ့ချေဘူးတဲ့။နောက်ဆုံးမှာတာယောင်ရင်မင်းကိုနောင်တော်နဲ့တွေ့ခွင့်မပေးဘဲနဲ့ဖန်စီမန်ချင်းဒီကိုရောက်လို့ရွှေဘူကိုထွက်ခွာတော်လန်ချင်းရောက်ခါမှာဆက်ကြမင်းကလေးကိုအင်းဝမြို့တော်မှာထိတ်တန်းတင်ခဲ့တယ်။သို့တော်လည်းအချိန်တောင်းပြီတဲ့။ပြည်သူတို့ကတာယောင်ရင်မင်းဘက်ကိုပြုံးစင်းကုန်ပါပြီတဲ့။ ။ဇဂိုင်းမင်းကဆက်ရှင်နဲ့ကြာမြအောက်ဆိုးခဲ့တဲ့ကာလာပြေမှာမိပြေကောင်မဲနုနဲ့မောင်နှမင်းသားကြီးဥအိုတို့ရဲ့အော်စာဖတ်မှုခဲ့တယ်။သူတို့မောင်နှမကြီးစိုးနေချိန်မှာအင်္ဂလိပ်နဲ့ပဲပထမအချိန်ဆင့်ဖြစ်လို့ရက်ခိုင်ပြည်နဲ့တနင်္သာရီနေ့တွေကိုစစ်ရောချင်းငွေဆယ်ကလေးနဲ့အတူပေးအပ်လာရတယ်။အဲ့ဒီခေတ်ကတစ်ချိန်လုံးပဲပြည်သူတို့ကိုစီးရုံနိုင်စွမ်းရှိတဲ့ဒါယာဝရီမင်းနဲ့ဆက်ကြမင်းသားတို့ကနန်းတွင်မှာအနိုင်ခံနေရတယ်။ဘိုးတော်ဘုရားရဲ့ဆန္ဒတိုင်းဆက်ကြကိုရင်ခွင်ပိုင်လောက်ရန်ဒါယာဝရီမင်းထွက်ခွာသွားပြီးမှတရိပ်ရကြတယ်။ ရာဇဝင်ဖြစ်ရတော့မှပြည်သူလူထုဖို့အချက်ပါတိုင်းကြုံတွေ့တဲ့အခါမှာဥထုံအေးစာအုပ်မှာဒီကာလကိုသုံးသပ်ပုံကတော့နေပြည်တော်တွင်ကကြည့်ရှုလိုက်ရင်ဆက်ကြမင်းကလေးစစ်သူကြီးမဗန္ဓုလမြရိန်ဝင်းကြီးဥစစတဲ့လူကားဟူသမျှကနမ်မရောမဲနုရဲ့လူရင်းကြီးဖြစ်နေကြရလေတည်းတဲ့ဖန်တန်းရှင်မင်းတရားကဆလို့တပြည်လုံးနမ်မရောမဲနုရဲ့ဩဇာအာဏာလွှမ်းမိုးနေတယ်ဤသို့သော အကျိုးတူတူကရှေးပုံရှေးကထူးချွန်ခြင်းကြောင့်ဖြစ် လာရတယ်လို့မှတ်သားကုန်ရတယ်လို့ရေးသားပါရှိတယ်ဒီလိုပဲ menu ကိုတစ်ဖက်သက်ထောက်ခံချီးကျူးရမှာထိုခေတ်ရဲ့ဆိုးကျိုးများတွင် menu ဝင်တရားခံဖြစ်နေကြောင်းစာရေးသူကသတိပြုမိဟန်မတူဘူးတဲ့ဆက်ကြမင်းရဲ့မွေးစားမိခင်ကသူ့ရဲ့အကြီးတော်ညတော်မင်းသမီးဖြစ်ပါတယ်ဒါကြောင့်ဆက်ကြမင်းကွက်မြတ်ခံရခြင်းမှာညတော်မင်းသမီးပါကွက်မြက်ခံရခြင်းဖြစ်တယ်။မန်နုနဲ့ဥဥတို့ကသူ့နောက်နှစ်နှစ်ကြာမှကွက်မြက်ခံရတယ်။မန်နုကဆက်ကြမင်းရဲ့မိထွေးဖြစ်လို့တခြားစီဖြစ်တယ်။ အဘိုးတော်ရမရဘုံနဲ့ပတ်သက်လို့သုံးမှု꿰ပြကြောင်းပြဆိုခဲ့တဲ့အခါမှာဥပ္ပဝဥယံမှုကိုသာအများကလက်ခံနိုင်ပေါ်ရရှိတယ်။မော်ဘီဆာသင်းကြီးကလည်းသူ့ထံမှာမြန်မာစကားတင်ယူသူအင်္ဂလိပ်ရာရှိကြီးတို့ရဲ့အကြောင်းမြန်မာရာဇဝင်မှာထင်ရှားသူတို့ရဲ့အတင်းအဖြစ်တို့ကိုအဲပုံကြီးချက်တက်လို့သူ့ရဲ့စာအုပ်တွေကဖတ်ကောင်းစေကမူယုတ်တိခံခံခြင်းမရှိပါဘူးတဲ့။မန်နုကိုကာကွယ်သူဦးထွန်းအေးကလည်းတစ်ဖက်သက်ကြာလုံးပါတယ်။ဒါကိုနားထောင်ပြီးတဲ့ဖတ်ပြီးတဲ့အခါမှာတော့ ကြီးညိုစရာလူတွေတိတ်မရှိဘူးအကောင်လုံးကပညာရှိဆိုပေမဲ့လည်းကိုယ့်အတွက်ကိုယ်တော့ပညာရှိကြတဲ့ပုံမဲ့ပေါက်နေတယ်ဆိုတာမြင်လာရတယ်လို့ပဲပေါ့နော်နောက်ဒီရာဇဝင်ကိုတမိုင်းကိုရေးတဲ့သူတွေကလည်းဘာပဲဖြစ်ဖြစ်အကလိတရားတော့ရှိကြပဲမန်နူကိုကြိုက်တော့မန်နူအကြောင်းပေါ့အဲနောက်အတင်းအပြင်းကိုကြိုက်တဲ့သူကတော့ဒီလိုမျိုးဖြစ်နိုင်တယ်ဆိုတာကိုဇာပေးပြီးရေးပါပေါ့ဥပ္ပဝုကတော့သူကိုယ်တိုင်လည်းယာလို့ရခဲ့တယ်ဆိုတော့ အဲသူ့ရဲ့ဂုံတိတ်ကကာကွယ်နိုင်တဲ့အစွမ်းရှိတဲ့နေရာမှာရောက်နေတော့သူ့ရေပုံကလည်းတမျိုးပေါ့လေနော်ဒါမဲ့အကောင်လုံးကတော့ပြည်သူကိုမျက်နှာမမူဘူးဆိုတာတော့ထင်ရှားနေတာပဲလေဒီကစကားချက်ပါနန်းတွင်ကောလာဟာလားရွှေဆက်ကြရဲ့ဂုံမောင်နန်းတွင်ရေစာအုပ်မှာအဲ့ဒီခေတ်ရတရုတ်ကိုတော့အောက်ပါတိုင်းဖော်ပြထားတယ် အခုတိုင်းပြည်ကြီးဖြစ်နေပုံကဂိုင်းကြီးသုံးဂိုင်းခွဲပြီးတော့နန်းတော်ထဲမှာတအုံနေနေနဲ့အတွင်းရေးကစူပတ်နေတယ်။ဆိုတော့သုံးဂိုင်းဆိုတာဘာလဲလို့မြည်တဲ့အခါကျတော့အရှင်နဲ့မတော်ဘုရားနဲ့သူ့မောင်ဇလင်းမင်းသားကြီးကတစ်ဖက်၊ဘိုးတော်ဘုရားသားတော်မက်ခရမင်းသားကြီးနဲ့တာယာရင်မင်းသားကတစ်ဖက်၊မင်းကလေးလို့ခေါ်တဲ့ညောင်ရံကိုတော်ကတစ်ဖက်၊သူ့တန်ကအရင်ဦးအောင်ထိမှုဆောင်မှုချိန်နေကြတယ်ဆိုတော့နန်းမတော်ဘုရားကြီးကတော်ကြီးဘုရားကိုမကြည့်ဘူးလို့ဇလင်းမင်းသားကြီးကိုနန်းနေချင်တာလားဆိုတော့မဟုတ်ဘူးတဲ့။ တော်ကြီးပြမျက်နှာတော်လွှဲသွားရင်တရားရီမင်းတို့ညောင်ရဲတို့တက်ပါစို့လို့သူ့မောင်ကိုအင်ဂျင်နီယာအောင်ပြင်ထန်စီမံနေတာလေနှုတ်ပေတယ်မနှင်းဘူးမနှင်းမိတယ်မျက်နှာတော်လွှဲရင်တော့စလင့်တက်မှာအမှန်ပဲဆိုတော့ဒီအတန်ကိုနှိမ်ပြီးတော့ပြောတယ်တဲ့နမ်ရောနဲ့ဆလီမင်းသားကမောင်နှမဆိုပေးတယ်တချို့ကတော့တမျိုးတမျိုးအေးတမျိုးမှာဒီလိုပဲကြော်စောနေတာပဲနှုတ်ပေးတယ်ဒီဟာကတော့မဟုတ်ပါဘူးအမေတို့ဖေတို့မောင်နှမအရင်ကြီးပဲနမ်ရောကငယ်ဆလင်းကကြီး သူ့မှာကိုသူအင်မတန်ချစ်တယ်ချစ်တယ်လားဩစာရအောင်ကြီးမြောက်ထားတော့မိရသူတွေကအမြင်ကပ်ပြီးစွန့်စွဲနေကြတဲ့တရင်ဖြစ်နေတာပါကွယ်လို့ပြောတယ်တဲ့မက်ကရာတို့ဂိုင်းကိုစူပါအောင်ဆိုတော့မက်ကရာလာကြည်လေအခုကလပ်ယူရောဂျာဆိုတဲ့အကောင်စီမှာအင်္ဂလိပ်ဘာသာသင်ပြီးအတွင်းချိန်ညာနဲ့ပေါင်းထားတယ်ဒါကဘာကိုရည်ရွယ်တယ်လဲဆိုတော့ကလပ်ယူတွေနဲ့ပေါင်းပြီးသူ့တူတော်မောင်တရားရီကိုနင်းနန်းတင်ခြင်းလို့ပေါ့မက်ကရာကိုတိုင်းကထိနှံ့ကိုမချိန်ဘူးလားလို့မေးတဲ့အခါကျတော့မချိန်ဘူးလို့ဖြေတယ် အခုရွှေနှန်းရှင်ပြားကလည်းတူတူတော့တောနေတာပဲတူတူတော့နေတာပဲဘာလို့ဒီလိုကြမ်းကြင်တာလဲဆိုတော့ဒါကဒီလိုတဲ့ရွှေနှန်းရှင်ပြားကအင်ရှင်မင်းဘွားကအခုမင်းကလေးလို့ခေါ်တဲ့ညောင်ရမင်းသားမေတော်ဆင်မြူမင်းနဲ့စုလျာရစ်ပတ်လက်ထက်တော်မူတယ်ဆင်မြူတော်ကညောင်ရမင်းသားဖွားပြီးတော့နဲ့ရဆန်သွားရောနဲ့ရဆန်ပြီးတော့လေးတင်လောက်ကြာတော့မက်ကီယာမင်းသားကြီးရဲ့တမိတော်လေးခဏနေအရွယ်ရှိတဲ့ဘရောင်းထိတ်ခေါင်တင်းဆိုတာလေးနဲ့ဘိုးတော်ပြားကလက်ထပ်ပေးပြန်တယ်အဲဒီတော့ကဘိုးတော်ကရှိသေးတာကို ဟွန်းခဏနဲ့တမိဆိုတော့အေးဒါကြောင့်ဗောတမိရဲ့ဘိုးတော်ကိုကြောက်လို့ဒါလက်ထက်ရတယ်ဘယ်မှာသဘောတူနိုင်ပါမလဲကာမဂုဏ်ခံစားခြင်းလို့အိမ်အောင်ပြုတာကလေးထိန်ခိုင်းတယ်လို့ဖြစ်နေတယ်ဘိုးတော်ပြားကတော့အရှိကိုမြော်ပြီးလက်ဆက်ခဲ့တာဗောတရားရီနဲ့ညောင်ရဲဘယ်သူဘိုးဆိုရင်ရတယ်လဲညောင်ရဲကတအားထိတ်စရာကောင်းတယ်အင်းအားမရှိပဲဗျာအင်းခမညောင်ရဲအကြောင်းကောင်းကောင်းမသိဘူးထင်တယ်မဖွားမိကလေးကဒါမှမပေါ်တာကုတ်ကိုပဲညောင်တွဲလို့အောင်ပွဲရတို့တဲ့ခင် ဘုံတောင်မဲ့အင်းမြက်ရောင်ဝင်အန်ချီပဲကဘာတင်းလိုက် စာတင်တော့ဘယ်မညို့တဲ့ဘုရောချစ်သွေးတဲ့ဘုရောဖျားကတနင်္လာသားမနန်းတင်လာပြီကိုကိုဘင်းလို့ဆိုတာနောင်ရမင်းသားကတော့အင်္ဂါသားဆိုတော့ညောင်တွဲပေါ့ဒီတပေါင်းနဲ့ကြိုက်အောင်ဖွာပြီးခုနှစ်ရက်တွဲမှာညောင်ရဲ့မျိုးစားပေးတာပဲပြီးတော့နေတိုင်းမကောင်းဘူးဆိုတော့တပေါင်းပေါ်ရတယ်မျိုးကြီးရွာကြီးကျွန်သီးတထောင်မကိုပေးအပ်နှင့်ဖေသာယောဂါကင်းနဲ့လက်ွယ်တာနဲ့တပြိုင်နဲ့ယောဂါပြောက်တာပဲ အလူရီဓာရီပေးတယ်လေဗျ။ဘိုးတော်ဖျားပေါ်ဗျာသူ့မြေကိုသူအလွန်ချစ်ပြီးမြောက်စားကျင်တိုင်းမြောက်စားနေတာနမ်မရောနဲ့ဇလင်းကိုတော့ကြီးတာမမလွမ်းမိုးနိုင်ခုနဲ့ကသူအိမ်ရှိပေါ်သူဖွာတာနဲ့တပြိုင်နက်ဘ ਹੁ စည်းတို့ဓာကြီးတော်ခေါင်းလောင်းတို့ကအလိုလိုမြည်ရတယ်မနောဟရာထိပြူတော်ကလည်းအလိုလိုလန့်ပွင့်ရတယ်စီပြွန်စင်ပြူတော်ကလည်းရှေ့ပဲလက်ပြီးကျိုးရာတန်မြို့နဲ့တုံးချိန်ကြွေးကြော်မြည်ဟိရတယ်လက်ဝဲပဲလက်ဝါးမှလည်းမြရအောင်ဆင်းရှိရဲ့မှန့်ရှင်တလုံးပါတယ်အိုးခမြနဲ့ သူဖားတော့ကတိုင်းတုံနေတာပဲဗျာဟင်းတာမညလောက်တော့နုကိုကလေးကကြားဘူးတာအခုလိုတီးတီးကြာကြာကြာတော့လန့်တယ်ဗျာရုပ်လက္ခဏာပြောက်ရအောင်မလားရာဇရုပ်ပြီးပြီးအင်မတန်တည်ကြည်တဲ့လူကြံရည်ဖန်ရည်ကလည်းနေရာတကာမှာအတွေ့အကြုံတီးအောင်စုံစမ်းလေရှိတယ်နိုင်ငံသားသားရက်ကွက်မှာဖြစ်နေတဲ့တရေနေကတော့တတိယမစ္စတာလဲရဲ့အပြန်မှာကလကတ္တာကပြေးလိုက်တဲ့စားက မပြည့်စုံပဲဖြစ်သွားတယ်။ဒီကနန်းနေကြီးကတနေ့တစ်ခြားပြောင်းနေပြီ။ခုဘယ်နဲ့ဖြစ်ပြန်တယ်လဲလို့မေးတော့ဒါယာရီနဲ့ညောင်ရဲတို့မကြမီဒုက္ခတွေ့လိမ့်မယ်။ဆလင်းကဒါဒီကုံဖြုတ်ပြီးသူကိုယ်ရံဘီရင်လောက်ကိုချိန်နေတယ်။အရင်ကတော့ဒါယာဝတီပဲအင်ရှင်နှင်းပြီးဆိုရဖွဲ့လွှဲမလို့လို့ကြားရတာကိုအခုတော့ရွှေနှန်းရှင်ကမကြမ်းမာလို့နန်းမရသဘောရှိဖြစ်သွားတယ်။ဆလင်းအုပ်စိုးရင်ကုမ္ပဏီဆိုရတော့ဘလို့ထင်တယ်လဲ။ကုမ္ပဏီဆိုရဆိုတာကအရှိအိမ်ကြီးကကုမ္ပဏီဆိုရကိုပြောတာဖြစ်ပါတယ်။ ာဆလင်းကဗီဒီရှာလူမျိုးမုံနယ်ထဲမှာတင်ဆွဲတယ်လို့တော့ဒါပြင်ဆလင်းတန်ခက်တာပေါ့မခက်ဘူးဆလင်းကဒေါသကြီးပြီးဘာသာမှရှိတယ်လို့မှမဟုတ်ပဲကောက်တာပေါ့ဒါရပလီဆိုညာလို့မရဘူးခြောက်လို့လည်းကြောက်တယ်လူစားမဟုတ်ဘူးပြီးတော့သူ့မှာကဲထားတဲ့မိုက်ခဲစစ်သားတွေကရွှေဘိုးနဲ့ဒါရရီမှာအပြည့်ရှိတယ်ညောင်ရမ်းကတော့အလိမာညံရှိတယ်မောင်စကဘယ်လိုလူလဲမောင်စဆိုတာကတော့မြောက်ရီမြင်းကြီးဥစားကိုစိုးလို့တာဖြစ်ပါလေတဲ့ မြန်မာနိုင်ငံမှာဒီလူတယောက်တော်တော်ရေးကြီးတယ်ဘန်ဒူလာကြပြီးအင်္ဂလိပ်ကကြောက်ရမယ်လူတူသူပဲရှိတယ်ရာမူစစ်ပွဲတုန်းကကပ္ပတန်နော်တင်တန်မှာကျွန်တော်က left in နဲ့ဖြစ်နေပါသွားတယ်အဲ့တုန်းကဘန်ဒူလာမင်းကမောင်စကဘိုးချုပ်လို့ရှေ့ဆုံးကတိုက်တာပေါ့ကျွန်တော်တို့ကစစ်သူတို့မှာစစ်သည်အင်အားဘာမှပါရမဟုတ်ဘူးဆိုစာချွန်ပို့တယ်ဒါပေမဲ့တဒတ်လုံးပြုတ်တယ်ပြီးကပ္ပတန်နော်တင်ပါဝင်ထွက်ပြေးခဲ့ရတာတနတ်တွေအမြောက်တွေဆိုတာသူတို့အကုန်ရတာပေါ့ကျွန်တော်တောင်ဘုရားသခင်မှလို့နိုင်နိုင်ပြေးခဲ့ရတယ် ဟုတ်တယ်မောင်စကတော်တော်ကြောက်စရာကောင်းတဲ့လူစစ်ဖက်ကသာဆွမ်းနာမဟုနေရာတကာမှာမျောမြင်တော့ရှိတဲ့လူဂျန်စင်ကဖြင့်မြန်မာပြည်မှာတီလူလောက်ပညာရှိတာတရားမှမရှိဘူးတဲ့ဟိန်းနူစတန်နီစကားနဲ့ကတဲ့စကားတက်တဲ့ပြင်နာဂရီဘာသာနဲ့ရေးတတ်တယ်လို့ဂျန်စင်ကပြောမှုတာပဲဟုတ်မှာပဲတနေ့ကထမင်းစပွဲမှာမမြင်မစဘူးလားမောင်စခရိယံဘုရားရှိခိုးတဲ့ချင်းကပိုင်းတစားတောင်စူပြလိုက်တယ်ဒါတော့ကက်သလစ်ဘရင်ကြီးတွေစီကနီးတင်ထားတာနဲ့တူပါတယ်ကွယ် Bhi, <laughs> ra, wo, no? sa tập viên ở trên cho trả lời đi đấy thả rồi ở trên đâu để bài mà bỏ nó bắt rồi bài người sẽ lại trên xe bảo em sẽ bảo đấy chỉ độ để bài để xin cho tự trả mà mà trên gì chỉ u l -E l cô suy nhớ mama e, mà tên sao mà văn gì, mà sao chị em mama a e. l, -E jivu, ko shu, ko ma chế gì chỉ u cô cô yên mang cô chị cô bạn bạn đâu mà lại bạn yêu mà က်မှာပါစိတ်စိတ်မပူပါနဲ့ဟုတ်အဝင်းရေဟုတ် WS မင်းမလင်းလင်းဟုတ်ပါသားချီအမ်မချူလိုင်းဟန်နီမမနုံနုံမရွှေစင်ချီဘူးဦးဝင်းဒေါ်တော်မမချူလိုင်းဟန်နီအရှင်ဇော်နီကဥတည်มาတယ်ဗျာဒေါ်တော်မမလင်းလင်းမရွှေစင်ချီဘူးဗမိပဟုတ်တယ်ကုန်းမောင်ကျော်ရီပါစားခြင်းလိုက်မမနုံနုံပန်ကိတ်ကဘလို့ဖြစ်ပြီးစားခြင်းသားလဲ ာမိပါချပန်နာမည်နဲ့မာယူစနာတန်တမောမမ္မပါပပပန်မပန်ပန်ပါတိမေကိုတိမေမပန်ပန်ကိုတော်လုံးဖီနစ်ဆောဘာမမန်ရယင်မညူပြာမရွှေစင်ချင်မျိုးမမမနုဝေစင်မစနေလေးအဝင်း WS မင်းကိုဖီနစ်ဆောဘာမဥတနိုင်မွေကိုတနိုင်မွေမနေနေမနေနေမမြတ်မြတ် တန်တလီယွန်တန်တန်မတ်နွေနွေမတ်တေးစီကိုဗလာကချက်လူမိုက်ကကဒိုနပ်မာဂျိန်းစ်မမေရနာမမြသန္တာတီတီမေမေဝင်းချီတီမေမေဝင်းကိုဗလာအရှင်စောဒီတာဥတည်ပါရဗျာမာနူဝေစင်မစနေလီမမေမမေမမေပြီးတော့ကိုရှင်ညာကိုရှင်ပါ ဆိုအားလုံးမင်းတရားဝင်နေကြမှာတွေ့မယ်နော်